နမောငါချက်စီဝါတက်ဆိုတဲ့ဂါရာလေးကိုတော်တော်များများလေးသိကြမှာပါဒီဂါရာလေးကိုဆရာတို့ပေါ့နော်ရတရားပြုလုပ်ပြီးတော့တေးသေးချာချာရွတ်ဆိုမယ်ဆိုရင်တော်တော်လေးကိုစီဝါတက်ပါတယ်တကယ်လဲစီဝါတက်တဲ့ဂါရာဖြစ်ပါတယ်နော်တကယ်ဟိုမှအလုတ်တိုင်းနေအယောင်းဝယ်နေစီဝါရေးနေအယမ်းဟိုမှတိုးတက်အောင်မြင်စေတဲ့ ခါရာတပုတ်ဖြစ်တဲ့ဒီကာရာကိုယရိယာနဲ့ပေါင်းဆက်ပြီးလုပ်မယ်ဆိုရင်တိတိချာချာမှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်နော်ဆရာတို့45ရက်အတွင်းကိုငွေဝင်ချမ်းစီတယ်စီးပွားအမြန်တက်စီတယ်စီးပွားပြက်နေတဲ့သူတွေလည်းစီးပွားရေးတွေကောင်းလာစီတယ်ကိုကစီးပွားရေးမလုပ်ရသေးဘူးဆိုရင်တောင်မှကို့ကိုအကြံဉာဏ်ပေးမဲ့ပုံကိုယ်တွေအကြံဉာဏ်ပေးမဲ့မိတ်ဆွေတွေလည်းရောက်ရှိလာစီတယ် ဲ့တော့နမောငါးချက်စီးပွားတက်ဆိုတဲ့ကာရာကိုဆရာတိတိချာချာလေးဘယ်လိုယူရမလဲဘယ်လိုလုပ်ရမလဲဆိုတော့ဆရာတိချာလေးပြောပြပေးမယ်ဆရာပြောတဲ့အတိုင်းသာလိုက်လုပ်လိုက်ပါနမောငါးချက်စီးပွားတက်ကာရာနဲ့ရတရားကိုဆရာတိတိချာချာလေးပြောပြပေးမယ်ဒီရာကိုပြုလုပ်ပြီးပြီဆိုတာနဲ့45ရက်အတွင်းကနေ3လအတွင်းကိုစီးပွားရေးတွေတိုးတက်အောင်မြင်လာလိမ့်မယ်စီးပွားရေးတွေတက်လာလိမ့်မယ်စီးပွားရေးတွေအဆင်ပြေလာလိမ့်မယ် စီးပွားရေးတွေလုံးဝကျဆင်းနေတဲ့သူတွေတောင်မှပြန်လဲအောင်မြင်တိုးတက်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်ဆိုတာကိုဆရာအာမခံပါတယ်။ငွေလဲဝင်စေတယ်စီးပွားလဲတက်စေတယ်အလုပ်ကိုင်းတွေလဲအဆင်ပြေစေတယ်အယောင်းဝယ်တွေလဲကောင်းစေတယ်ထီထီချဲတွေလဲပေါက်စေပါတယ်။အဲဒါကြောင့်မလို့ဆရာတို့နမောငါချက်စီးပွားတက်ကာတာကိုရေရရာနဲ့ဘလို့တွဲပြီးတော့လောက်ရမလဲဆိုတာကိုဒီနေ့ဆရာတေချာလေးပြောပြပေးသွားမှာဖြစ်ပါတယ်။စီးပွားတက်တဲ့ရေရရာပြုတ်လုပ်တဲ့နေ့မှာကော်ဖီဆိုတာတော့မပါမဖြစ်ပါဝပါရပါမယ်။ เนาะ coffee ဆိုတာတော့မပါမဖြစ်ပုံမှာစီးပွားရေးအတွက်အလုတ်ကင်အတွက်ငွေရေးကြေးအတွက်အဆင်ပြေပါတယ်အဲ့တော့ဆရာတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟိုဆရာတို့ပေါ့เนาะ coffee ၃ွက်စီးပွားတက်ဆိုတဲ့အတိုင်းပဲဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟို coffee ၃ွက်စီးပွားတက်ဆိုတဲ့အတိုင်းပဲเนาะ coffee ၃ွက်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟိုဆရာတို့ကတ်လူမယ်ကတ်လူရမယ်အချိန်ကတော့မနက်၅နာရီကနေမနက်၁၀နာရီအတွင်းကိုကတ်လူရမှာဖြစ်ပါတယ်เนาะ အဲ့တော့ဒီ area ကိုနေတိုင်းလုတ်เสียမလို့ပါဘူးဒီ video လေးကိုတွေ့ရနေရနေစပြီးတော့စလုပ်လို့ရတယ်တည့်ရက်သေးပဲပြုလုပ်ရမှာဖြစ်ပါတယ်เนาะဆရာတို့ဒီ video လေးကိုတွေ့ပြီဆိုတာနဲ့ဒီ area ကိုပြုလုပ်လို့ရတယ်တည့်ရက်သေးပဲလုပ်ရမှာဖြစ်တယ်ဒီတည့်ရက်သေးကိုလုတ်လိုက်တာနဲ့ကို55ရက်ကနေပြီးတော့3လအတွင်းကိုနမော5ချက်စီးပွားတက်ဆိုတဲ့အတိုင်းပဲเนาะဆရာတို့เนาะအဆင်ပြေလာပါလိမ့်မယ်အဲ့တော့ဆရာတို့เนาะ အရှိရက်ပေါ့နော်ကိုနေတဲ့အရက်နော်ညမျက်စာပြားရှိကိုရောမြကြီးကိုကော်ဖီ၃ခွက်ကပ်မယ်ကပ်ပြီးပြီဆိုတာနဲ့ဆရာတို့ပေါ့နော်ကိုနေတဲ့အရက်ကနော်ကိုနေတဲ့အရက်ကိုအရှိဘက်ကိုမျက်နှာမူမယ်နော်စနေစနေသားသမီးနဲ့တနင်္ဂနွေသားသမီးတွေကအရှိရက်ကိုမျက်နှာမူပြီးတော့နမောငါးချက်စီးပွားတက်ကာတာကိုဆရာတို့၁၁ခေါက်ရောက်အောင်မှာဖြစ်ပါတယ်နော် ကိုကဘယ်နေရာမှာပဲနေနေစနေသားကိုကစနေသားသမီးတင်းငွေသားသမီးဆိုရင်အရှိအယက်ကိုမျက်နှာမူမယ်ပြီးရင်နမောငါးချက်စီဝတ်တက်ကာတာကိုဆရာတို့ပေါ့နော်ဆက်တစ်ခေါက်ရွတ်ပါမယ်နော်တရဏဂုံသုံးပါးကိုအရင်ရွတ်ပြီးတော့မှနမောငါးချက်စီဝတ်တက်ကာတာလေးကိုရွတ်မယ်နော်အဲ့တော့ဒီကာတာလေးကိုဆရာကကွန်မန့်မှာလည်းရေးပေးထားတယ်ဗီဒီယိုလေးရဲ့အဆုံးမှာလည်းရေးပေးထားတယ်ဆရာရေးပေးထားတဲ့အတိုင်းလေးပဲရွတ်မယ်နော်ပြီးရင်ဆရာတို့ တနင်္လာနဲ့ကြာသာပရိသမီတာတာသမီးပေါ့နော်တနင်္လာနဲ့ကြာသာပရိသာသမီးတွေကတော့ဆရာတို့ပေါ့နော်အနောက်ဘက်ကိုမျက်နာမူပြီးတော့နမောငါးချက် စီဝတ်တက်ကာတာကို21ခေါက်ရုပ်ရမှာဖြစ်ပါတယ်နော်ပြီးတော့အင်္ကာနဲ့တောက်ကြသာသမီးတွေကတော့မိမိနေထိုင်ရာအရက်ဆိုင်မှာပဲနေနေအိမ်မှာပဲနေနေကြိုက်တဲ့နေရာမှာနေနေတဲ့နေရာကနေတောင်ဘက်အရက်ကိုမျက်နာမူပြီးတော့နော်ဆရာတို့နမောငါးချက် စီဝတ်တက်ကာတာကို15ခေါက်ရုပ်ရမှာဖြစ်ပါတယ် နော်နောက်တစ်ခုကတော့ဗုဒ္ဓဟူးရာဟုသာသမိတွေပေါ့နော်ဗုဒ္ဓဟူးရာဟုသာသမိတွေကတော့နမောငါးချက်စီးပွားတဲ့ကာရာဟုမြောက်အရက်ကိုမျက်နာမူပြီးတော့မှ18ခေါက်ပြောရမှာဖြစ်ပါတယ်နော်အဲ့ဒါကတော့တိတိချာချာလေးကိုရွတ်ပါဆရာပြောတဲ့အရက်မျက်နာတွေနဲ့နိနံလေးဆရာတိချာလေးပြောပေးထားတယ်တိတိချာချာလေးဆရာပြောတဲ့အတိုင်းပဲကော်ဖီ၃ခွက်ကပ်မယ်ဆရာပြောတဲ့မျက်နာအဲဟို ကိုနေသားသမီးနဲ့တေးတေးချာချာလေးရွတ်မယ်ဆိုရင်ချက်ချင်းကိုစီးပွားတက်စေတယ်ချက်ချင်းကိုစီးပွားရေးအဆင်ပြေစေတယ်ချက်ချင်းကိုမှနော်ငွေကြေးအခက်ခဲတွေပြေလည်စေတယ်အကျွေးတွေကြေးစေတယ်နော်ကို့မှာရှိတဲ့အခက်ခဲတွေအားလုံးကိုပြေလည်စေပါတယ်အားကြောင့်မလို့လဲနမောငါးချက်စီးပွားတက်ကာတာကိုတေးတေးချာချာရေတရာနဲ့တွဲလုပ်ပြီးတော့ဒီကာတာကိုရွတ်ဆိုမယ်ဆိုရင်တော်တော်လေးကိုတန်မိုးရှိတဲ့နော်အရန်ကိုမှအစွမ်းထက်ပြီးတော့ထူကြတဲ့ကာတာမန်တဲ့တပုတ်ဖြစ်တယ် ယတိယာတစ်ခုဖြစ်တဲ့အဲ့ဒါလေးကိုတည်တည်ချာချာလေးလိုက်လုပ်ဖို့ဆရာပြောခြင်းနဲ့เนาะဆရာပြိတ္တတွေကိုဆရာအကုန်လုံးကိုစီးပွားတက်စေခြင်းနဲ့အဆင်ပြေစေခြင်းနဲ့ချမ်းသာအောင်မြင်စေခြင်းနဲ့အဲ့ဒါကြောင့်မလို့ဆရာကတည်တည်ချာချာလေးတွက်ချက်ပေးပြီးတော့မှဒီယတိယာလေးနဲ့ကာလာလေးကိုဆရာကပြန်လည်ပြောပြပေးခြင်းဖြစ်ပါတယ်ဆရာဒီနေ့အရေးကြီးရာလေးတစ်ခုမှာခြင်းပါတယ်ဆရာပြည်တဲ့အကုန်လုံးဒီဆရာအခုပြောပြသွားတဲ့ဗီဒီယိုလေးကိုများများလေး share ထားပေးပါအဲ့ဒါမှတခြား900တာသမီတွေเนาะအစစ်မပြေတဲ့တာသမီတွေ live လုပ်တဲ့ခါကြတော့ဗောနော်ကိုကကိုလည်းကုသိုလ်ရစီတယ်အဲ့ဒါကြောင့်မလို့ ီကဒီဗီဒီယိုလေးကိုများများလေး share ထားပေးပါ comment မှာလည်းမိမိရဲ့နာမည်အရင်းကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုစီးပွားတက်အောင်ငွေဝင်အောင်ဆရာဆူတောင်းပေးမှာဖြစ်ပါတယ်ဆရာပြောတာလေးကိုတည်တည်ချာချာလေးလုပ်ပါဒီနမောငါချက်စီးပွားတက်ရတရားကိုပြုလုပ်ကြတဲ့ကက်လူကြတဲ့ရွတ်ဆိုကြတဲ့ခொနည်းရသားသမီးအားလုံးစီဝါရီတွေတိုးတက်အောင်မြင်ကြပါစေစီဝါရီတွေအဆင်ပြေကြပါစေစီဝါဟူသမျှအားလုံးအရာအားလုံးပြည့်စုံပါစေတိုးတက်ပါစေငွေဝင်ကျန်းကြပါစေလို့ဆရာထူးမြတ်အောင်နေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်